လက်တလုံးမှာတော့ငလျင်ကြောင့်ပျောက်ဆုံးနေသူတွေကို ဖော်ပြပေးလိုက်ပါလေငလျင်လုခတ်မှုတွင်ပျောက်ဆုံးနေသူသူမဟုတ်အဆက်အသွယ်မရပဲ ဖြစ်နေသူတွေရဲ့အချက်လက်တွေကို ရနိုင်သလောက်စူးစီးပြီးပြန်လည်ဖော်ပြထားပါလေနောက်ထပ်လက်ခံရရှိတဲ့ချက်လက်တွေကိုတော့ထပ်တိုးဖော်ပြတော့ပါမယ်ပြောင်းဆုံးနေသူတွေကို တွေ့ရှိပါကပုံမှန်မိသားစုဝင်ရဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်အကြောင်းကြားပေးနိုင်ပါလိမ့် မကြုံစဘူးအင်အားပြင့်ထန်တဲ့ငလင်ကြောင်ပျော်ဆုံးနေတဲ့သူတို့အဆက်အသွယ်များပဲဖြစ်နေတဲ့မိမိတို့ဆွေမျိုးသားချင်းညီကောင်မောင်မတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးလိုက်ရပါတယ်ပထမဆုံးတစ်ယောက်ကတော့မက်ရီတာအောင်ပါအလောက်ကန်ကတော့ campaign institute မှာ music teacher ပါသူမတဲခုတနေရာ sky villa condo ဆယ်တော်ဖြစ်ပါလေအခန်းနံပါတ်3လုံးဖြစ်ပါလေအဆက်အသွယ်များပဲပျော်ဆုံးနေတယ်လို့ယူဆရပါလေ တွေ့ရှိပါကဆက်သွယ်ဖို့ရတဲ့ဖုန်းနံပါတ်ကတော့399 9689369969689639339411ဖြစ်ပါလိမ့်။နောက်တစ်နောက်ထပ်ပျောက်ဆုံးနေသူကတော့ကိုထူးထက်ကျော်နဲ့မယင်မင်းသူတို့ဇနီးမောင်နဲ့ဖြစ်ပါလိမ့်။ဟိုပင်ကနေရန်ကုန်ပြန်မန္တလေးမှာတထောက်ဝင်လာရင်ငလျင်နဲ့ဂျုံတွေ့ခဲ့ရတာပါ။ ငလေးလုံနေတဲ့မနက်7:00နာရီလောက်ထိအိမ်နဲ့ဖုန်းဆက်သွယ်ရခဲ့ပြီးနောက်ဆုံးဆက်သွယ်ရတဲ့နေရာကတော့ Gregor Hotel လို့သိရပါတယ်။တွေ့ရှိမှာကတော့3996811နဲ့3992406213ကိုဆက်သွယ်လို့ရတယ်လို့သိရပါတယ်။နောက်ထပ်ပျောက်ဆုံးတာကတော့မိသားစုလိုက်ဖြစ်ပါလိမ့်။မိခင်တော်ကျူကျူမြင့်တာကြီးစွန့်ထက်လာဝ တားလက်စွန့်ထက်နေ ወ င်တားငယ်ဖုံးသက်ကိုကိုလိုဖြစ်ပါလေစီယုံတယုံယုံ တနည်းအားမှာ တွေ့ရှိရင်တော့၎င်း Sky Villas Condo 04နီးအခြားနေရာမှာတွေ့မိရှိခဲ့ရင်တော့39998953939993998933ကိုဆက်သွင်းနိုင်တယ်လို့သိရပါလိမ့်။နောက်ထပ်ပြောဆိုသူကတော့မအေးစင်ကိုသိရပါလိမ့်။နောက်ဆုံးဆက်သွင်းရခဲ့တဲ့နေရာကတော့ Sky Villa Condo လို့သိရပါတယ် Sky Villa Condo ဆဲလောက်မှာပါမအေးစင်ခေါ်ရှင်းရှင်းလို့လည်းသိရပါတယ်သူတို့တွေ့ရှိပါက3992544830ကိုဆက်သွယ်နိုင်ပါတယ်နောက်ထပ်ငလင်ကြောက်ပျောက်ဆုံးသူကတော့ Matt Selimi ခေါ်စစ်စီဖြစ်ပါတယ်အလောက်ကန်ကတော့ Modern and Makeup Artist ဖြစ်ပါတယ်အရက်9ပြည့်9လမလီစုတိုင်းနေပါအင်ဂျီအဖြူနဲ့ပေါင်းမရှိဘူးထားပါတယ် မန္တလေး Sky Villa Condo ပေးရတနာဘုံမြင့်ကြောင်းကားပါကင်ပြုကြတဲ့အထဲပြိမိသွားတယ်လို့သိရပါတယ်။ဖျားဟောအေးပေါ်ပေါက်ပကနေပြေးစင်လာရင်ပြိုကျလာလို့ပြိမိကြံခဲ့တယ်လို့သိရပါတယ်။ Match City ကိုတွေ့ရှိတဲ့သူတွေကတော့39609 0698493499 438833ဖုန်းနံပါတ်တွေကိုဆက်သွင်းနိုင်တယ်လို့သိရပါတယ်။ နောက်ထပ်ငလင်ကြောက်ပျောက်ဆုံးသူတွေကတော့နိုင်ငံခြားသားမိသားစုလို့ပြောပါလိမ့်ဖိလစ်ပိုင် လူမျိုးဇနီးမောင်နဲ့နှိုးလို့သိရပါလိမ့်သူတို့ကမြန်မာနိုင်ငံမှာလာပြီးတော့ပညာသင်ပညာသင်ပေးတဲ့ဆရာနှစ်ယောက်ဖြစ်ပြီးတော့ Mandalay International School of Acumen မှာပညာသင်ပေးတဲ့ဆရာနှစ်ဦးလို့သိရပါလိမ့်သူတို့ကိုတွေ့ရှိပါက +6399 5647 4482ဖုန်းနံပါတ်ကိုဆက်သွယ်နိုင်တယ်လို့ဆိုပါလိမ့်။နောက်ထပ်ငလင်ကြောင့်ပျောက်ဆုံးသူကတော့မိသားစုလိုက်ဖြစ်ပြီးဇေယမင်းလင်းနန္ဒာတာဖုံးလင်ကအငယ်ဆုံးကလေးကတော့6လ9လခန့်ကလေးလေးတူဖြစ်ပါလိမ့်။စောက်လို့ရဝင်တဲ့အင်ရ၄လောက်စကိုင်းမျိုးဥပဖြစ်ပါလိမ့်။သူတို့မိသားစုကိုတွေ့ရှိပါက39696 3493 39998 3998 6393နံပါတ်တွေဆက်သွင်းနေပါလိမ့်။နောက်ထပ်ပျောက်ဆုံးသူကတော့ကိုရွေထွန်းလို့သိရပါတယ်။ Sky Villa Condo Second Floor ချိန်ရောမှာဖြစ်ပါလိမ့်။ကိုရွေထွန်းတို့ရှိပါက3999ခွန်ခွန်966169နံပါတ်ကိုဆက်သွင်းနိုင်တယ်လို့သိရပါလိမ့်။နောက်ထပ်ပျောက်ဆုံးသူကတော့မဝင်းပပအောင်နဲ့မဝင်းမမအောင်အမှညီမဖြစ်ပါလိမ့်။ငလင်းဆောက်လုပ်တဲ့နေ့29ရက်နေ့ကလေးကအဆက်အသွယ်ဖြစ်တော့ပြီး အလောက်ကံယူရှိတုကော်မတီမှာဖြစ်ပါတယ်။နေရက်ကမန္တလေးမြို့တွင်ကျုံနာဝင်ကျင်ဆိုပါတယ်။တွေ့ရှိမှာကဆက်တွယ်ဖို့ဆိုပြီးမိသားစုကတော့39965 226 99 399 3200 3195နံပါတ်တွေကိုဆက်တွယ်နိုင်တယ်လို့သိရပါတယ်။နောက်ထပ်ပျောက်ဆုံးတဲ့ငလညပျောက်ဆုံးသူကတော့ဦးတကြဝန်သားမစိုးရင်ကြောင်းတိုက်ခွဲ၅ရက်ကြီးဖျားနေဖြစ်ပါတယ်။ ဆရာတော်ကိုတွေ့ရှိပါက39988 5996943 39438ဖုန်းနံပါတ်တွေကိုဆက်သွင်းနိုင်ပါတယ်။နောက်ထပ်ငလင်ကြောက်ပျောက်ဆုံးသူကတော့ဦးအောင်တန်လို့ဆိုပါတယ်။ငလင်မလောက်ခင်နိုင်ဝဲလောက်အလိုရွှေချီခုနှစ်လမ်းကနေပလီလမ်းကြောက်ကိုဈေးဝယ်သွားတဲ့ချိန်ပျောက်ဆုံးသွားတာပါ။ဦးအောင်တန်ကိုတွေ့ရှိပါက39953998 3996305 ားရှိနဲ့ဖုန်းနံပါတ်တွေကိုဆက်သွင်းနိုင်ပါလိမ့်။နောက်ထပ်ငလင်ကျောက်ပျောက်ဆုံးသူတွေကတော့ဆီယာမအရှုံးလက်လက်အောင်ဒေါ်နီနီမနှင်းသိငီတို့ဖြစ်ပါလိမ့်။ Sky Villa Condo 3C ပြည်မြင့်နေတာ၃ရက်ကျော်ပြီဖြစ်ကလက်ရှိချိန်ဒီအဆက်အသွယ်မရသေးဘူးဆိုပါလိမ့်။တွေ့ရှိပါကမိသားစုကိုဆက်သွယ်ရန်39 235 6985ဖုန်းနံပါတ်ကိုဆက်သွယ်နိုင်တယ်လို့သိရပါလိမ့်။ နောက်ထပ်ပျောက်ဆုံးသူကတော့မောင်းတပ်ဖြိုးကျော်ပါနောက်ဆုံးဆက်သွယ်ရတဲ့နေရာရမဲသိမ်းမှာတွေ့ရှိပါကဆက်သွယ်ဖုန်းနံပါတ်ကတော့399963 395မှာနောက်ထပ်ငလင်ကျောက်ပျောက်ဆုံးသူကတော့မလင်းသီရီတူခေါ်ဆီယမရှင်လွတ်လဲအောင်ပါ Sky Villa ကွန်ဒိုရဲ့၃ဟွာကပါ တွေ့ရှိပါကဆက်သွယ်ဖုန်းနံပါတ်ကတော့399ခွန်နဲ့9 3 3 9ခွန်လုံးနံပါတ်ကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ် နောက်ထပ်ကြောက်ဆုံးသူကတော့ကိုဟိန်လက်ဝင်းကိုနေလင်းကိုကိုဒေါ်ဝါဝါအေးဦးကျော်နိုင်အေးဒေါ်ဆန်းဆန်းအေးမိသားစုလိုက်ကြီးဖြစ်ပါလေ Sky Villa Condo M2 နှစ်လွှာပါဒီမိသားစုအတွက်ရှိပါကလည်း3ညာကိုကို9996 959883ည3630 39အစားရှိတဲ့နံပါတ်တွေဆက်သွင်းနိုင်ပါလေနောက်ထပ်ငလင်ကြောက်ပြောင်းဆုံးသူကတော့ လောင်အေဂျင့်အောင်ဖြစ်ပါတယ်။နေရာကတော့ Sky Villa Condo လေးလွှာမှာပါ။တွေ့ရှိမှာကမိသားစုကိုဆက်သွယ်ရန်396936905ဖုန်းနံပါတ်ဆက်သွယ်နိုင်ပါလိမ့်။နောက်ထပ်ပျောက်ဆုံးတဲ့သူကတော့ Luckin မြန်နိုတိန်နံပါတ်အင်ဂျင်ဖြူလို့ဖြစ်သေးရပါလိမ့်။ Sky Villa Condo ရေကူးကန်နီးပျောက်ဆုံးသွားတာပါ။တွေ့ရှိမှာက396946လေးလုံး469လေး3964466225ဖုန်းနံပါတ်ဆက်သွယ်နိုင်ပါလိမ့်။ နောက်ပျောက်ဆုံးတဲ့ပုဂ္ဂိုလ်ကတော့ဓမ္မသူဝနမေတ္တာကြောင့်မှဥက္ခဏီဆိုတဲ့အမည်ရယဟန္တာတပါဖြစ်ပါလေမစိုးရင်တူချက်ဆောင်မှာစာဖြစ်နေတဲ့ကိုတော်တပါပါအသက်ရှင်တဲ့အထဲလည်းမတွေ့သေဆုံးတဲ့ထဲတဲ့လက်ရှိချိန်တော့မမြင်မိပါဘူးဒီကိုတော်ကိုတွေ့ရှိပါက39988 1239 3နှစ်ဖုန်းနံပါတ်ကိုဆက်သွင်းနိုင်ပါလေနောက်ထပ်ပျောက်ဆုံးတဲ့သူကတော့ မောင်ဟိန်သက်ထွန်ဖြစ်ပါလေ Sky Miller ကတော့ Second Floor ဂျင်မှာဝင်နေမှာဆလနာရဲ့ခွဲခံကရေကူးကန်နဲ့ဆိုင်းကစတန်နာ နောက်ဆုံးတွေ့ခဲ့ပါလေမောင်ဟိန်သက်ထွန်တွေ့ရှိပါက39299929339462ဖုန်းနံပါတ်ဆက်သွင်းနိုင်ပါလေနောက်ထပ်ပျောက်ဆုံးတဲ့သူကတော့မနှင်းຫນွယ်ဦးပါအမြမဟောက်ဆက်ဝန်ထမ်းဖြစ်ပါလေ Sky Villa ပြမထမပေးမိခနေပါလေ ဗန်နင်းတို့ကမဲရောက်အင်ဂျီလက်ပြက်နဲ့ဖြူအောင်စပေါ့ပြောက်ခါဝင်ကိုဆင်ထားပါလေ။သူမကိုတွေ့ရှိပါက3920133ခေါ3943လုံး32လုံး6033အစရှိတဲ့ဖုန်းနံပါတ်တွေဆက်သွင်းနိုင်ပါလေ။နောက်ထပ်ပျောက်ဆုံးသူကတော့မက်လွင်ထထခိုင်မှာ Sky Villa ကိုလို့လေးလောက်မှနေထိုင်ပါတယ်။သူမကိုတွေ့ရှိပါက3996 33လုံး438နဲ့ဖုန်းနံပါတ်ကို ဆက်သွင်းနိုင်တယ်လို့သိရပါတယ်။နောက်ထပ်ပျောက်ဆုံးသူကတော့ဥကျော်စွာမြင့်မှာကောလင်းမအစ်စ်ဆောင်ရင်မန္တလေးမြို့ဖះကြီးတောင်ပတ်အာတော့ကညာမကျောင်းတိုင်းမှာတဲခွန်နေတာဖြစ်ပါလေ။ဥကျော်မြင့်ကို တွေ့ရှိပါကဆက်သွယ်ဖို့ကတော့39 69013958ဖုန်းနံပါတ်ဆက်သွင်းနိုင်ပါလိမ့်။နောက်ထပ်ငလင်ကြောက်ပျောက်ဆုံးသူကတော့ကိုကျော်မျိုးမြတ်ပါ။အမြင်မှာဟောက်ဆက်ဝန်ထမ်းမှာ Sky Villa ပထမထံမှာပြင်မိနေပါတယ်ဖူကျော်မြို့မြတ်ကိုတွေ့ရှိပါက3963819963936399436လေးဖုန်းနံပါတ်ဆက်သွင်းနိုင်ပါတယ်နောက်ထပ်ငလင်ကြောင့်ပျောက်ဆုံးသူကတော့ Matt A ရတနာမြတ်သူပါ Great Wall Hotel Reception ဌာနမှာလုပ်ပါတယ်။ငလီမလုတ်ခနိုင်ဝက်ထီ online မှာဆက်သွယ်ရပါတယ်။မအိတ်မြန်ရတနာမြတ်သူကိုတွေ့ရှိပါက

ဆက်သွယ်ကမှသူကတော့ Francis Aragon စနီးပါနောက်ထပ်ပျောက်ဆုံးသူတွေကတော့ဦးနော်အောင်ဖြစ်ပါလိမ့်အသက်29နှစ်ပါအရက်9ပေ17လက်မပါညာချီဂျာပန်နဲ့ရွှေငါတက်တူဘယ်လက်ချင်းသိခေါပုံနဲ့အင်္ဂလိပ်စာသားတချို့ပါ ထိုးထားပါလိမ့်ဦးနော်အောင်ကို တွေ့ရှိပါကဆက်သွယ်ဖို့ဖုန်းနံပါတ်39264 81315တက်လိမ့် 39ခေါ်983ခေါ်ဖုန်းနံပါတ်တွေကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်နောက်ထပ်ငလင်ကြောက်ပျောက်ဆုံးသူကတော့မက်တီနီလာညွန့်မှာစကိုင်းပီလာကွန်တိုရဲ့လေးလောက်မှာပါမက်တီနီလာညွန့်ကိုတွေ့ရှိပါက3962883316969569598ဖုန်းနံပါတ်တွေကိုဆက်သွင်းနိုင်ပါလိမ့်နောက်ထပ်ငလင်ကြောက်ပျောက်ဆုံးသူကတော့ ဥလောကနန္ဒပါကံတော်ရိုးရွယ်ပါစားတော်ငလင်ကြောင့်ပြိုကျသွားတယ်မန္တလေးဥလသိမ့်ပိတ်ပဲပါစားဖြည့်သွားရမှာအဆက်အသွယ်မရသေးတဲ့ဥစဉ်တော်ဖြစ်ပါလိမ့်ဥစဉ်ကိုတွေ့ရှိပါက39996116112ဖုန်းနံပါတ်ဆက်သွင်းနိုင်ပါလိမ့်နောက်ထပ်ငလင်ကြောင့်ပျော်ဆုံးသူကတော့ဥဝန်ထေဖြစ်ပါလိမ့်တောင်မျိုးမှန်တန်းရက်ကပါဥဝန်ထေကိုတွေ့ရှိပါက39960266805ဖုန်းနံပါတ်ဆက်သွင်းနိုင်ပါလိမ့်။နောက်ထပ်ငလင်ကြောင့် ျောက်ဆုံးသူကတော့ကိုရဲထွတ်ထွေပါ scan filter control h3 မှာနေထိုင်သူပါခုချင်းဒီဘာမှမသိရသေးပါဘူးကိုရဲထွတ်ကိုတွေ့ရှိပါက3944 5139 684ကိုနံပါတ်ဆက်သွင်းလိုက်ပါလေနောက်ထပ်ငလင်ကျောက်ပျောက်ဆုံးသူကတော့မိသားစုလိုက်ဖြစ်ပြီးဒေါက်တာမြင့်ဆွေမပန်းလူကိုဟင်းဇန်ထက်လပန်းလူနီခလေးငယ်ယောက်ျားလေးတူဖြစ်ပါလေ Sky Villa ဒုတိယထပ် L2 ခြင်းနဲ့မျက်နှာချင်းဆိုင်ခံမှာဖြစ်ပါတယ်။လက်ရှိအချိန်ထိရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။သူတို့မိသားစုတွေ့ရှိရင်ဖုန်းနံပါတ်တွေကိုဆက်သွင်းနိုင်ပါလိမ့်မယ်။နောက်ထပ်ပြောဆိုမှုကတော့ဒေါက်တာနေလင်းပါ Sky Villa Condo ၄လောက်မှာအခန်းနံပါတ်ပေး4ပါဒေါက်တာနေလင်းကိုတွေ့ရှိပါက 39963လုံး8 9 9နဲ့39963လုံး8 9 9နဲ့39200 4 4 9ဖုန်းနံပါတ်ကိုဆက်သွင်းနိုင်တယ်လို့သိရပါတယ်။နောက်ထပ်ငလင်းလုတ်ခဲ့ချိန်မှာပျောက်ဆုံးသွားတဲ့သူတွေအစင်းကိုလည်းဆက်ပြောချင်ပါတယ်။ စကိုင်းမြို့မှာရှိတဲ့တကြဒိတာသီလရှင်စာသင်တန်းရဲ့ပတ္တနနိုင်ငံကသီလရှင်ဆရာကြီးဟာငလင်လောက်ခမှုကြောင့်ចောင်းဆောင်ပြိုကျောင်းမှုမှာပြုံတော်မူသွားပြီဖြစ်ပါလေ။စကိုင်းမြို့ရှိတကြဒိတာသီလရှင်စာသင်တန်းရဲ့ပတ္တနနိုင်ငံကသီလရှင်ဆရာကြီးဒေါ်ဇနကမာလီနီဟာငလင်လောက်ခမှုကြောင့်ចောင်းဆောင်ပြိုကျောင်းမှုမှာပြုံတော်မူခဲ့ပါလေ။သီလရှင်ဆရာကြီး တော်စလကမာလိနီဟာတက်တော်86နှစ်အရွယ်ရှိပြီဖြစ်ကစကိုင်းမြို့နန်းဦးမြို့တင်မှာရှိတဲ့တက်ကြဒီတာသီလရှင်စာတင်တိုင်းမှာတရင်သုံးပြီးမလ28နှစ်ကလှုပ်ခဲတဲ့ငလင်းမှာကျောင်းတက်ရှိအဆောင်ပြေချောင်းမှာထိခိုက်ပြီးပြန်တော်မူခဲ့တာပါတက်ကြဒီတာစာတင်တိုင်းနဲ့တိုက်ခွဲတဲ့ဟာထင်ရှားတဲ့သီလရှင်စာတင်တိုက်ရင်နဲ့တချောင်းပေါဝင်ဖြစ်ပါတယ်သီလရှင်ကြီးရဲ့ပြန်တော်မူတဲ့အတက်ကြဒီတာဟန်နိုင်ကအဖွဲ့က ောင်းတိုင်းလူမှုကွန်ရက်ဆောင်ရွက်နာမှာတကြဒီတာရဲ့ပါရဏနာယကဖဖွာကြီးဇပနာခန္ဓာမလ30ရက်တကူလာဇန်2ရက်တနင်္ဂနွေနေ့လပိုင်းမှာနောက်ဆုံးထားပြုလုပ်တော်မှာဖြစ်ပြီးယနေ့ရက်ဝေးတပည့်တွေနဲ့တက္ကရာကမာလေးအတိပိအကြောင်းကြားအပ်တယ်ဆိုပါလေဒါပြင်မြန်မာနိုင်ငံမိသက်တဖွဲ့ထုတ်ပြန်ကြရာစကိုင်းမြို့တကြမိတ်တာတိလရှင်စာတင်တဲ့အဆောင်ပြိုကြပြစီပြီးပိတ်မိနေသူတွေကိုစကိုင်းတိုင်းမိသက်ရုံမှာ ရှာဖွေကယ်ဆယ်နေတယ်လို့လည်းသိရပါတယ်။လောလောဆယ်မှာစက်ပစ္စည်းတွေလုံးဝမစုံလင်တဲ့အတွက်ရုံလုံးတစ်လုံးကို၈နာရီကြာအချိန်ယူပြီးထုတ်နေရတယ်လို့သိရပါတယ်။မန္တလေးမှာငလင်တန်းချောင်းပြိုကျတဲ့အဆောင်တွေကြားရှောက်ခွေကယ်ဆယ်ဖို့လိုအပ်တဲ့စစ်ပစ္စည်းကိရိယာမစုံတဲ့အတွက်အနည်းဆုံး၈နာရီကြာအောင်အချိန်ပေးပြီးထုတ်ယူနေရတယ်လို့ လူမှုကွန်ရက်လှုပ်ဆောင်နေသူတွေထံကသိရပါတယ်လူရင်းအပြောင်းအမြလိုအပ်ပြီးဖြတ်ဆက်ခရိုင်အစရှိတဲ့စက်ပစ္စည်းတွေမလောင်းငါတဲ့အပြင်မြင်းကလေးမကြောက်ခနလှုပ်ခတဲ့အတွက်ပြည်မီနေတဲ့တက်ရှင်ကျင်ရင်သူတွေကိုကဲထုတ်ဖို့ကများစွာခက်ခဲပါတယ်ကဲစရင်မရောက်ဘူးဆိုတာထက်ကျွန်တော်တို့ကရောက်သွားတယ်ကဲထုတ်ဖို့အောက်ကပြည်မီနေတာဆိုတော့တက်ကြီးတစ်ခုလုံးပြိုနေတာဆိုတော့စက်ခွေရများနဲ့လူရင်းအမျိုးများနဲ့ထုံမှန်ရပါပါ ကယ်ဆယ်ရေးသမားတွေကတော့ကယ်ကျင်ကြတာပဲရှိတယ်။သူများနိုင်ငံတွေတော့စကရိယာမဆုံးတော့ဆက်နဲ့ဖောက်ရမယ့်နေရာမှာတူနဲ့ထူရတယ်။အချိန်အများကြီးပေးရတယ်။တပိုင်းတနိုင်ဆိုတော့လွယ်ဝင်ဖို့မလွယ်ပါဘူး။ငလင်ကလည်းခဏခဏလုပ်တယ်။ဒီနေ့တော့မနက်9:00နာရီကထုတ်လာညနေ9:00နာရီမှာရတယ်ဆိုပါလေ။ဒက်တလော့စကိုင်းဗီလာကွန်တိုဘက်ကိုကုညီကဲဆဲသူတွေအားဆိုင်နေရတဲ့အတွက်မန္တလေးမြို့ရှိ Great Wolf Hotel ပါဝင်ဟိုတယ်ချွတ်နေအများစုမှာပြည်မိနေတဲ့တော့မှဖြစ်ပါလိမ့် န်လိန်ဟာဒီနေ့နဲ့နဲ့အစောပိုင်းနဲ့ညနေပိုင်းကထပ်မံလှုပ်ခမှုများရှိပါတယ်။အကူအညီပေးဖို့နိုင်ငံတကာမှကယ်ဆယ်သမားတွေရောက်ရှိနေပြီးမဲ့မန္တလေးတဝက်မှာလက်ရှိချင်းကြီးသိမတွေ့ရသေးဘူးပြောပါလိမ့်။နိုင်ငံခြားသားကယ်ဆယ်ရေးတွေရောက်တာ ခုထိမရှိသေးဘူး။အဖွဲ့တွေကသူ့အဖွဲ့နဲ့သူကိုနေတာပဲရှိတယ်။ရောက်တော့အယောင်နေမှာပေါ့။ဒါမှကျွန်တော်တို့ကတော့မသိဘူးဆိုပါတယ်နိုင်ငံတကာမှာကယ်ဆယ်ရေးအဖွဲ့တွေဟာနေပြည်တော်မှာသာရောက်ရှိပြီ မန္တလေးရဲ့စကိုင်းမှာမရောက်သေးဘူးလို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။အဓိကငလင်ဘိုဘူရဲ့စကိုင်းမှာ ကုညီကယ်ဆယ်ဖို့တဲ့နိုင်ငံရေးချင်းနယ်လမ်းပတ်ဆက်သွယ်ရေးဖုန်းလိုင်းအင်တာနက်လိုင်းအခက်အခဲများစွာရှိပါတယ်။စကိုင်းမှာကယ်ဆယ်ရေးပိုင်းအရန်အားနေတယ်။ပြည်မှုနေတဲ့သူတွေခုရရှိတော့မှအပြင်ကလူတွေလည်းတောက်ရီဒုက္ခတွေ့တယ်။အဆက်အသွယ်မရလို့ခုတော့အင်တာနက်ရတော့ခဏပဲနောက်ရက်တွေပိုဆိုးလာနိုင်တယ်ဆိုပါလေငလင်ကြောင့် ငလျင်ဗဟုပြူရနဲ့အနီးတစ်ဝှရှိဖုန်းလိုင်းတွေပြတ်တောက်နေတဲ့အတွက်အသေးစိတ်အချက်လက်မသိရသေးဘူးလို့သိရပါတယ်။ငလျင်ကျောင်းမန္တလေးမြို့မှာဖွင့်လှစ်ထားတဲ့အနီးပညာသင်တန်းကျောင်းတည်ထောင်သူနဲ့မိသားစုဝင်တွေဆီယမတူတို့တည်ဆုံသွားတယ်လို့သိရပါတယ်။မလ28ရက်နေ့ငလျင်ကျောင်းမန္တလေးမှာဖွင့်ထားတဲ့နီးပညာသင်တန်းကျောင်းတည်ထောင်သူမိသားစုဝင်တွေဆီယမတူတို့တည်ဆုံခဲ့တယ်လို့စင်ဘိုလိုနီးပညာသင်တန်းကျောင်းကထုတ်ပြန်ပါတယ်။ တောင်းကြတဲ့နေ့လည်းမှာမိမိတို့အတူတကွာကြုံတွေ့ကြရတဲ့ပြင်းထန်တဲ့ငလင်းကြောင့်စင်ပေါ်လွဲတီထောင်သူနဲ့ CEO ဖြစ်တဲ့ဆရာဖြိုးသူထက်သူ့ရဲ့မိဘနှစ်ပါးညီငယ်စင်ပေါ်ရဲ့ Head of Academic Department ဖြစ်တဲ့ဆရာမဤတနာအောင်လို့တဲ့သူဝင်းနေဝဲကျင်းပါစေပေမော့အဆောက်အုံပြိုကျလို့မိသားစုလိုက်ကြီးကွယ်လွန်သွားတာပါဒီကိစ္စကြောင့်မိတို့အဖွဲ့ဟာအလွန်စိတ်ထိခိုက်တဲ့တော့သက်ဆိုင်ရာမိသားစုတွေနဲ့အတူထပ်တူဝန်နေရတယ်လို့စင်ပေါ်လို နေပညာသင်တဲ့ကျောင်းကထုတ်ပြန်ပါတယ် ကွယ်လွန်သွားတဲ့ဆရာဖြိုးသူထံနဲ့ဆရာမဣဒနာအောင်တို့တင်ကြားတဲ့အတန်းတွေကိုရှင်းနာထားမှာဖြစ်ပြီးနောက်ဆက်တွဲကိစ္စအတွက်ယုံဖွဲ့မှသက်ဆိုင်သူကျောင်းသူကျောင်းသားတွေကိုထပ်မံဆက်သွယ်မယ်ဆိုပါလေကျောင်းဖွဲ့ဝင်တွေအနေနဲ့ထိခိုက်ခံစားခဲ့ရသူတွေနဲ့သက်ဆိုင်ရာမိသားစုအတွက်လိုအပ်တဲ့ကူညီမှုတွေဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်လက်ရှိမှာတော့ကယ်ဆယ်ရေးတွေတိတ်ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့ပျက်စီးဆုံးရှုံးမှုများပြားတဲ့သခိုင်းခြေနေကိုပြောချင်ပါတယ် အဓိကလိုအပ်ချက်ကပြုတ်ပြက်နေတဲ့အဆောက်အုံတွေဘေးပတ်ဝန်းကျင်ပေါ်ထိခိုက်မှုမရှိအောင်ရှင်းလင်းဖို့ဖြစ်ပါလေ။စကိုင်းတမျိုးလုံးမှာရင်းနှီးရမလုံလောက်ပါဘူး။လုံလောက်ဖို့လည်းကန့်သက်ချက်များစွာရှိပါတယ်။ခုလက်ရှိချိန်ထိတက္ကနီကယ်မသိတဲ့ပတ်ဝန်းကျင်ကစေတနာဝန်ထမ်းရှိသလောက်လွန်အားနဲ့ကုညီဖိရှားတာများပါလေခီမီကယ်ဆေးကားတွေရှိရာမိသယုံကငလင်အဆမှတင်ယုံပြူပြီးကားတွေကုန်ပြီးပြည့်စည်သွားပါလေသက်ဆိုင်ရာတွေလည်းဖြည့်ရှင်းမြေဝင်တဲ့အားမမြ ဒီမောဘီအန်ဒီရဲ့ကေဇယ်ရေးအတွေ့အကြုံ ရှိသူတွေအကြံပေးဖွဲ့တွေအထူးလိုအပ်တယ်ဆိုပါလေရေပိုင်းမှာလည်းတောက်ရည်ရေတန့်ခက်ခဲလွန်ပါလေစခိုင်းမှာရှိတဲ့ရေတန့်ဆိုင်အောင်လည်းမလဲပတ်နိုင်သလိုရေတန့်ကိုတော်လေးပြစီထားပါလေလက်ရှိလက်ကျန်တဲ့ရှားတလောင်းတောင်းနေပါလေတောက်ရည်အတွက်ရေတန့်မှုလိုအပ်ချက်ကရှက်တန်ချာမှာဖြစ်သလိုရေတန့်မှု1လီတာဘူးတွေထပ်ပိုကောင်းတဲ့အစီအစဉ်လိုအပ်နိုင်ပါလေအဝေးစီးတွင်းလေးပြတ်တဲ့ရေနောက်တဲ့ ဟိုးရင်ကမြေပဲတောက်ပေမဲ့ရေတန်းတောက်သူတွေကလူနေမှုပုံစံကိုဆယ်စုနှစ်တခုစာကျင်သာရနေတဲ့အတွက်ကြောင့်တော်တော်လေးခက်ခဲပဲဆိုပါလိမ့်။အစားအသောက်ဆိုဝယ်စားဖို့ခက်ပါလေ။ကိုယ်စုံတိုင်းကိုတော်လေးအဲ့အတွေပါကုံသွားတဲ့အတွက်ရှိတာရောင်းပေးတဲ့ဆိုင်ချို့ပဲရှိပါလေ။ရောင်းပေးတဲ့ဆိုင်တွေလည်းကုန်ချမ်းပြောင်းဝင်ဖို့ခက်ခဲပါလေခုလက်ရှိပြမအပတ်တွင်တော့အသင့်စားလို့ရမယ့်အရာတွေကပိုအဆင်ပြေပါလေ စေဝါမှာဆိုရင်ဘယ်စေဝါမှမရနိုင်သေးပါဘူးအခြေခံစေဝါအကုန်လိုအပ်တယ်လို့ရှိသမျှစေဝါလိုအပ်ပါလေစေဝါမှာဝင်တဲ့အာမမြတ်တယ်လို့တခြားလူတိုင်းလက်လန်းမိတဲ့စေကုသပင်မနီယာခူရီမရှိသေးပါဘူးဖုန်းအင်တာနက်မှာဆိုရင် line တွေကရလာမရလိုက်ပါတချို့နေရာတွေ internet line မရပါဘူး wifi isp ရုံတစ်ခုထိခိုက်တာတို့တခြား isp တွေလည်း internet မပေးနိုင်သေးပါဘူး no wifi မှာ ဖုန်းမိတစ်ထောင်တန်းကတ်တွေလိုအပ်ပါလေ ဒေဝင်မရသလိုအွန်လိုင်းပေးမန့်ကနေထည့်ရလို့လည်းအဆင်မပြေပါဘူးအွန်လိုင်းကနေထည့်ပြီးတော့ဖေးမြောက်သီးတာတွေလည်းရှိပါတယ်လျှက်စစ်မီပါပါဆိုရင်အစောကတည်းကစကိုင်းမှာဆိုလာတက်တဲ့အသုံးပြုတဲ့အိမ်တော်စုအတော်နဲ့ပါလေကလျှက်စစ်မီရတဲ့ချိန်ဆိုလာရတဲ့အိမ်တော်များထိခိုက်ဆုံးရှုံးတာတော့မီးလျောင်းရဖို့တော့ခက်ခဲပါလေမီးလုံးရေအတွက်ဆိုလာအောင်လို့ရတဲ့မီးလုံးရေအတွက်ထောင်ခန်းလောက်လိုအပ်ပါလေ လမ်းပန်းဆက်သွယ်ရေးမှာဆိုရင်မြန်မာနိုင်ငံထပ်ပိုင်းမြကြီးနားရှိဖို့မြင်းမှုကနေဆင်းလာနေတဲ့အဖွဲတွေပဲရှိပါတယ်။အောက်ပိုင်းရန်ကုန်ပြည်ပကိုးမန္တလေးဘက်ကဆင်းလာခြင်းတဲ့အဖွဲတွေလည်းရှိပါတယ်။တစ်ဖက်ကလည်းလန်ခီမလွယ်သလိုအယောက်လီမြစ်ဖြတ်လာရမှာမြန်မာအောက်ပိုင်းအဖွဲတွေအတွက်လည်းကန့်သက်ချက်ချို့ရှိပါတယ်။တံတားဖြစ်လာတဲ့အဖွဲတွေကန္နာကားထက်ကြီးရင်တံတားဖြစ်ဖို့အဆင်မပြေသေးပါဘူး။အဝတ်အစားသုံးဆောင်ကတော့လောက်ဆုံးလိုအပ်ချက်ပါ။အဝတ်အစားချင်တော့ ဖြာအဆက်ဆက်အရေးဟာကောင်းလိုအပ်ပါလေ။ယာယီရွက်ဖြင့်တဲ့မိုးကအများကြီးလိုအပ်ပါလေ။လောလောဆယ်မှာတော့သခိုင်းမျိုးအခြေအနေကတော့ကုညီကယ်ဆယ်ရေးတွေဒီတက်မကပို့လိုအပ်ပါလေ။ဘော်ဒီတွေကိုတည်ထွန်းနိုင်ခြင်းမရှိသေးတဲ့အတွက်ကြောင့်လောလောဆယ်မှာအနှမ်းသက်တွေလည်းဆိုးဝါးနေပြီလို့သိရပါလေ။